းပွဲမင်္ဂလာပါ The Goddess Tarot မှာပြန်လည်ကြိုဆိုပါရစေ။ဒီနေ့ကတော့ weekly money message ပေါ့နော်။အဲ့တော့ short and quick ပုံစံလေးနဲ့ပဲမျိုးစုလုပ်ပေးပါမယ်။စကားတွေအများကြီးမပြောတော့ဘူးပေါ့နော်။အများကြီးဗီဒီယိုကတော်တော်လုံးမယ်ဆိုပြီးတော့နည်းနည်းလေးရှည်ရှည်သွားတော့အဲဒီတစ်ခါမှာတော့ short cut ပဲမျိုးစုလုပ်ချင်ပါတယ်နော်။အဲ့တော့ဒီ post လေးရဲ့အောက်မှာ social media link လေးတွေအကုန်လုံးထည့်ထားပေးတယ်။ မြန်ဆွေဆိုရှယ်မီဒီယာလေးတွေကို check out လုပ်ပေးပါ Facebook page, YouTube channel, TikTok and Instagram like share follow and subscribe လေးလုပ်ပေးပါ spirituality ကိုရောက်တာဆယ်နှစ်ကျော်2019မှာမှာ facebook page စလုပ်တာဒါကုမ come across ဖြစ်တဲ့သူတွေပေါ့เนาะမြို့ဆိုကုမကြည့်ဘူးတဲ့သူတွေဒါမြို့ဆိုရဲ့ profile တို့ tiktok တို့ကုမဒါမြင်တွေ့ဘူးတဲ့သူတွေတော့ကုမြို့ဆိုတခါရေပြောပြထားတာပါเนาะ တော့ပြီးဆိုရယ် social media link လေးတွေကို check out လုပ်ပေးပါ travel package တွေဝယ်ယူခြင်းလဲ facebook messenger box တို့နော် instagram တို့ကိုဆက်သွယ်ပေးပါ okay much la last week အတွက်ကို many message တွေကြည့်မယ်နော် okay many message တွေ what should you know about the much last week many message many message ပါဆိုမှာပဲကိုယ့်ရဲ့ trauma တွေစိတ်ရှုပ်တာတွေထွက်လာတဲ့ဒုက္ခအဲ့တော့ many message တဲ့နော်အဲ့တော့ many message မှာ ပြောရမယ်ဆိုလို့ရှိရင်တော့ဟိုတစ်ခုရှိလာဒီ reading က general reading နော်အဲ့တော့အများရဲ့ energy collective energy ဆိုတာလူအကုန်လုံးမှာမှာ majority of energy ကိုမျိုးယူတာဖြစ်တဲ့အတွက်ကြောင့်မို့ကိုနဲ့ကိုက်ချင်မှကိုက်နိုင်မယ်အဲ့တော့တရားရဂိုင်းတော့ဒါကိုအတွက်ဖြစ်ကိုဖြစ်မယ်လို့မခံစားပါနဲ့ personal reading ဝယ်ယူခြင်းတော့မျိုးခုနပြောတဲ့ link တွေကနေမျိုးကိုဆက်သွယ်လို့ရတယ်နော် โอเคအဲ့တော့901ဆိုတော့ကကြတော့တယ်เนาะငွေနဲ့ပတ်သက်ပြီးတော့ကို့မှာငွေရကုန်မှုတွေရှိနေသေးတယ်အခုလည်းကုန်နေတယ်ဒီမှာဆိုရင်ကြီးကြီးလိုက်ကိုကတော်တော်လေးကို burn out ဖြစ်နေပြီเนาะမလိုလားအပ်တဲ့နေရာတွေမှာငွေသုံးရတာတချို့ကိစ္စတွေကအတိတ်ကကိစ္စတွေလိုက်ရှင်းနေရတာအဲ့တော့ maybe ကို fix လုပ်နေရတဲ့ဒီအရာဝတ္ထုတွေပစ္စည်းတွေ things တွေအဲ့လာအတွက်ငွေတွေကုန်တာနောက်ပြီးတော့ကျန်းမာရေးကိစ္စဆိုလည်းကျန်းမာရေးကိစ္စတွေလည်းထပ်ထပ်လေးလေးငွေကုန်တာဒါမှမဟုတ်လို့ရှင်လည်းတချို့ကိစ္စတွေမှာ ကိုအနေနဲ့ဒါမျိုးခဏခဏငွေကုန်ခဲ့ပြီးသွားပြီ the same similar patterns ပဲကုန်နေတာအဲ့တော့ငွေတွေထပ်ပြီးတော့ကုန်အောင်မလားငွေနဲ့ပတ်သက်ပြီးတော့ထပ်ပြီးတော့စိတ်လျှော့အောင်မလားဆိုပြီးတော့ကိုကလည်းတော်တော်လေးကိုစိုးရိမ်နေတယ်အဲ့တော့ money က blockage ဖြစ်နေတာပေါ့နော်အာဒီ card ကကြတော့ more of like um if you are manifesting the money it is a kind of blockage ဆိုတော့ it's going to happen again လို့ထပ်ဖြစ်အောင်မှာပဲတော့ငါရပါမလားတော့အဲ့လိုမျိုးတွေးနေတဲ့တွေးတွေကပိတ်ဆို့စေတယ်တဲ့နော်ကိုယ့်ရဲ့ manifestation နဲ့ blessing တွေကိုအဲ့တော့ဒါလေးကတော့ FYI ပေါ့နော် and next card is the two of swords ငွေနဲ့ပတ်သက်ပြီးတော့လဲစိတ်တွေရှုပ်နေတယ်နောက်ပြီးတော့ငွေနဲ့ပတ်သက်ပြီးတော့လဲကိုက ဒီအရာတွေကငွေသုံးတင်တယ်လို့လည်းသိတယ်လို့မျိုးတကယ်တမ်းကျတော့ကို boundary တွေ set လုပ်ပြီးတော့ငွေမသုံးဘဲနဲ့တခြားနီးလန်းတစ်ခုနဲ့ဖြည့်ရှင်းမယ်ဆိုလည်းရနိုင်တယ်ဒါမှမဟုတ်တခြားတက်တာတဲ့နီးလန်းကိုရွေးမယ်ဆိုရင်လည်းဒါပေမဲ့လည်းကိုကကျတော့ထပ်ပြီးတော့နီးလန်းအစ်စ်တွေလည်းမရှာခြင်းဘူးပြီးတော့ဒီကိစ္စနဲ့ပတ်သက်ပြီးပဲကိုကတော်တော်လေးကိုတချို့လူတွေကကြာတော့ကိစ္စတစ်ခုပေါ့နော်ငွေကုန်နေရတဲ့ကိစ္စတချို့လူတွေကကြာတော့ငွေကုန်နေရတဲ့ကိစ္စတွေဟိုနေနေဒီနေနေရှိနေမှာအဲ့တော့ဒါတွေနဲ့ပဲပတ်သက်ပြီးပဲကိုကအများနဲ့စိတ်ကရှုပ်နေရတယ် အဲစိတ်ထဲမှာလည်းဒါတွေကိုဖျက်ချခြင်းနေပြီကောင်းခြင်းနေပြီအကုန်လုံး fix လုပ်ခြင်းနေပြီဒါမဲ့လည်း fix လုပ်လို့မရနိုင်ဘူးအဲ့ဒါဘာဖြစ်လို့လဲဆိုတော့နံပါတ်1အချက်ကကြတော့ကိုယ့်ရဲ့ခုန blockage ဖြစ်နေတဲ့ mindset ဒုတိယအချက်ကကြတော့ကိုယ့်ရဲ့စိတ်ထဲမှာရှင်းရှင်းလင်းလင်း plan နေမလုပ်နိုင်တာနော်ဒီအရာတွေနဲ့ပတ်သက်ပြီးတော့ risk တခါလေးယူရတာမျိုးရှိရဲကိုက risk ယူဖို့အတွက်ခက်ခဲနေတာမျိုးတွေစိတ်က risk မယူရဲတာပေါ့ငါဒီ လိုမျိုး plan ကိုဖျက်ချလိုက်ရင်ဆင်ပြေပါမလားဥပမာပေါ့နော်ဒီကိစ္စအတွက်ကိုငါငွေမသုံးတော့ဘူးဥပမာကိုကကျန်းမာရေးမကောင်းလို့အာကိုကဒီမှာအများနဲ့ရေရှည်ဥပမာ chiropractor ဒီမှာဆိုလို့ရှိရင်အကျောပြင်းတဲ့ဆရာစီသွားနေရတာမျိုးပေါ့နော်တောက်လျှောက်သွားနေရတယ်ဆိုရင်ကိုယ်စိတ်ထဲမှာလည်းငွေရထက်လည်းမရှာနိုင်တော့ဘူးယောဂါကကောင်းလားဆိုတော့လေကောင်းလို့လို့မကောင်းလို့လို့အဲ့တော့ဆက်သွားမလားမသွားဘူးလားဆိုတဲ့ဟာမျိုးပေါ့နော်ဆိုတော့အဲ့လိုမျိုး point မှာရောက်နေတာအဲ့ဒါဆိုရင်လောကမှာလောကကိုဖျက်ချပလိုက် ကိုယ်အတွက် second opinion တခြားဆရာဝန်ပြပြီးတခြားလိမ်းလမ်းတစ်ခုကိုရှာတာတွေငွေကုန်လဲဆိုပေမဲ့ပိုပြီး effective ဖြစ်မဲ့ way တွေရှိနေနိုင်သေးတယ် but you got to need to uh be out from your comfort zone so ကိုကြောက်နေတဲ့နေရာတွေကနေထွက်ပြီးတော့ risk ယူဖို့တော့လိုတယ်လို့ပြထားတယ်အဲ့တော့ once you are taking a risk then no ace of pentacles ဆိုတာကိုအတွက်ကိုတကယ်ကို investment လုပ်လို့ရနိုင်မဲ့ planning တစ်ခုပေါ်လာတဲ့တယ်အဲ့တော့ဒီတစ်ခေါက်ငွေထည့်တဲ့ဟာအရင်တော့ old patterns တွေမဟုတ်တော့ဘဲနဲ့ ကိုယ့်အတွက်ကိုဒီတစ်ခေါက်ထည့်ရမယ်ငွေဟာနောက်ပိုင်းမှာပြန်ပြီးအကျိုးမြတ်ရလာမယ် benefits ရလာမယ်ဒါမှမဟုတ်လို့ရှိရင်ကိုယ့်အတွက် resolution အဖြေတစ်ခုကိုရှင်းရှင်းလင်းလင်းပေးလာမယ်အဲ့တော့ဒီတစ်ခေါက်ငွေကုန်တဲ့ကိစ္စပေါ့နော်ကိုယ့်ရဲ့ဒီလို inner work တွေကိုနည်းနည်းလေးဒီရဲ့ပိုင်းမှာလုပ်ပြီးတည်တည်ချာချာကိုကိုယ့်အတွက် clear ဖြစ်လာလိမ့်မယ် clarity ဖြစ်လာလိမ့်မယ်အဲ့တော့ maybe probably တကြံမတိုင်ခင်တို့ဘာလို့မှကိုယ့်အတွက် clarity ရလာတာမျိုးငါငွေနဲ့ပတ်သက်ပြီးဘယ်လို plan လုပ်ရမလဲဘယ်လိုမျိုးပေါ့နော်လုပ်ရအဆင်ပြေမလဲဆိုတဲ့ idea ရရလာတတ်တယ် အဆိုးပါအောင်เนาะ reading လေးရတော့အဲ့တော့ဘာပဲဖြစ်ဖြစ်အားလုံးပဲမြေစုပါဝင်ပေါ့เนาะအားလုံးပဲငွေတဲ့ပတ်သက်ပြီးတော့ blockage တွေခင်းဝေးပြီးတော့ကိုယ်အတွက်အကျိုးရှိတဲ့ beneficial ဖြစ်တဲ့အခွင့်အလမ်းတွေတွေ့လာပါစေလို့မြေစုဆုတောင်းပါတယ်အားလုံးတို့ကတော့ဒီမှာမြေစုမြင်နေပြီဆိုတော့ there will be a, a new opportunity or a beneficial resolution is coming up so just grab the chance but before that think it carefully about whether you really want to achieve that เนาะအားလေးတို့တေချာစဉ်းစားဖို့လိုတယ် โอเคဒါတော့ much last week အတွက် reading ဖြစ်ပါတယ်အဲ့တော့နောက်ထပ် video တွေကြတော့မှာမစိုးတော့ပြန်ဆုံတော့ဗောနော်